မြန်လာပါညရှိခွာဆာဆာမနှုတ်ကိုစသပါရဲ့ Imbrella 9ရက်2025ခုနှစ်တင်လာသည်စိတ်နှလုံးနှိမ့်ချသောသူတို့သည်မြန်လာရှိကြအကြောင်းမူကားကောင်းကင်နိုင်ငံသည်ထိုသူတို့၏နိုင်ငံဖြစ်ချမတဲ့ခရွေချန်ခန်းချင်းကခန်းငယ်သုံးကောင်းရှိကကောင်းကင်နိုင်ငံသာတခါကဒဝဲနေဘက်သို့ရှရာတော်တမားနှင့်အတူခီးသားခဲ့ပါသည်ဂီလူမျိုးဖြစ်သောထိုရှရာတော်က ပူတော်ရသည်ဖြစ်၍ကရင်ရိုးရတင်တိုင်းအင်ချီနှင့်ကရင်ပစွန်းကိုဝင်လာပါသည်တင်တိုင်းကအသည့်ပါအယောင်သွေးဆုံ၍လှပပါသည်အသည့်နဲ့လင်းထွက်နေပါသည်လမ်းခီးမှာစင်စင်ကညာကိုဖြတ်တန်းသွားရပါသည်တနေရာမှာတော့လမ်းနဲ့ကင်ထားသူကခီးသည်များကိုစစ်စီဆရာတော်ကိုတွေးကမေးမြန်းပါ၏ဘယ်ကလာသလဲဘယ်သွားမလဲပေါ့ပြီးရင်ဆရာတော်နာကက်က အာဒီတင်တိုင်းအရင်လာတယ်ဘေကဝင်ခဲ့တာလဲထဝေကဝင်ခဲ့တာပါကျွန်တော်သဘောကျတယ်ငါ့ကိုပြီးပါအမိတ်ပြီးတန်တယ်လို့တောက်ဆိုလို့နေတယ်ကိုကြားတယ်ဆရာတော်ကရင်၍ရတာပေါ့ကွယ်ခရစ်မတ်လက်ဆောင်လို့သဘောထားပြီးယူပါကောင်းကောင်းဝတ်တော်ပြောကအင်ဂျင်ကိုချက်ချင်းချပြပါသည်ထိုကိမ့်မလို့လေကိုတော်လုံးနေနေရတော့ဆရာတော်ကိုမေးပြပါသည်ဆရာတော်ကမျက်လုံးပြူးလျက်ပြပါသည် ီကောင်ကိုကျေးဇူးတင်နေရတာဆရာဆိုရင်ဟင်ကိုအင်ဂျင်ကိုယူသွားတာစိတ်မဆိုးရဲပါကိုကျေးဇူးတင်တာလေ။ဩမဆိုးကိုကြိုက်မသွားလို့ငါမှာအတွင်းကမပါဘူးဟာ။ကျွန်တော်ရင်မောမိပါသည်။ကောင်းပေါ်မှာလူတွေနဲ့အံ့ဩနေပါ၏။အင်ဂျင်ချူယူသွားခံရတာတော့ရင်နိုင်သေးတယ်။ဘယ်နိုင်ငံသားရင်လည်းမသိဘူးပြောကြနေဆရာတော်ကရင်၍ကောင်းကင်နိုင်ငံသားကိုဖြေပါသည်။သူတို့တွေနားမလည်နိုင်ကြတာပါတကယ်တော့စိတ်နှလုံးနှိမ့်ချတော့သူတို့ဒါလေးကောင်းရင်သားဖြစ် ငါနာထောင်လာခြင်းနဲ့စမ်းကျင်ဘက်အရက်မှာရှိသောနှိမ့်ချခြင်းကိုကျွန်တော်တို့နှလုံးသားထဲဖြည့်ဆည်းထားကြပါပါ အကြောင်းကကောင်းကင်နိုင်ငံသည်ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပါမိတ်ဆွေ